ဟုတ်ပါရယ်ခင်ဗျာဘဝရဲ့အာတိတ်ကိုချုံမင်းနဲ့အမတ်တရားလေးလို့ကျွန်တော်ကတော့တင်စားခြင်းပါရယ်ခင်ဗျာအဲစုပြည်လီရနေပြီးတော့မှအဲဝရဒိနာ MC မှာကိုစိုးကြီးခဲခဲအောင်လေးဝေပါဆိုပြီးတော့မှတောင်းဆိုတာဖြစ်တဲ့အဲခဲအောင်မှရိုးရှင်းရှင်းလေးနဲ့အာဝစ်စင်ပြီးတော့မှအဆောင်ပေးဖို့ပြင်ဆင်လာတာဖြစ်ပါရယ်ခင်ဗျာ ဇုံလေးလေးကသူတို့ပရိသတ်ကိုလေးစားစားနဲ့အတီးပေးခြင်းနဲ့အချိန်လေးနဲ့သွားပြီးတော့မတိုက်ဆိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်လည်းလုံးဝမမျှော်လင့်ထားဘဲနဲ့ surprise ဖြစ်ခဲ့ရတာဖြစ်ပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအာဒီနေ့ငယ်စဉ်လေးတို့ရဲ့ဝါရင်တင်နာကကျတော့ Club C Elegant and Romance ကိုကျွန်တော်တို့ပေါင်းစပ်ထားတာဖြစ်တဲ့အတွက်အာတင်တီမုံမေးနူးညံ့လေးလည်းကျွန်တော်တို့တင်ဆက်ပြီးတော့မှအာထွေပြီးတော့မှမင်္ဂလာဆောင်တစ်ခုလုံးကိုစီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါရယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကဂိမ်းအထူးပြုပြီးတော့မှတင်ဆက်ပေးဖို့အတွက်ရည်ရထားတာဖြစ်တဲ့အတွက်အဲဂိမ်းလေးကိုတင်ဆက်ပေးတဲ့အခါမှာဆိုရင်လည်းအားလုံးချစ်ချစ်ခင်ခင်လေးအဲဆော့ကစားလို့ရမယ့်ပုံစံမျိုးလေးကိုကျွန်တော်လေးစားနဲ့ဆောင်ရထားတာဖြစ်ပါရယ်ခင်ဗျာဟုတ်ပါရယ်ခင်ဗျာဘဝရဲ့အာတိတ်ကိုချုံမင်းနဲ့အမတ်တရားလေးလို့ကျွန်တော်ကတော့တင်စားခြင်းပါရယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအဒီနေ့ကတော့ချစ်ခင်ရရဲ့စုပြည်လေးကနေပြီးတော့မှာဝါဒီတနာ MC မှာကိုစိုးကြီးခဲခဲအောင်လေးဝေးပါဆိုပြီးတော့မှာတောင်းဆိုတာဖြစ်တဲ့အဲခဲအောင်မှာရိုးရှင်းရှင်းလေးနဲ့ဝစ်ဆင်ပြီးတော့မှာဆောင်ရွက်ပေးဖို့ပြင်ဆင်လာတာဖြစ်ပါရယ်ခင်ဗျာအတူတူပါပဲခင်ဗျာအားလုံးတည်ကြတဲ့အတိုင်းပဲကျွန်တော်တို့ပွဲစဉ်တိုင်းမှာကျွန်တော်တို့အနေနဲ့အဲ့ရလေးကိုကျွန်တော်တို့ဟိုမေးခဲ့ပေမဲ့လေအဲငယ်စဉ်ဇုံလေးလေးကသူတို့ပရိသတ်ကိုလေးစားစားနဲ့အတီးပေးခြင်းနဲ့အချိန်လေးနဲ့တွားပြီးတော့မတိုက်ဆိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်လေးလုံးဝမပြောလို့ ဒါပဲနဲ့ surprise ဖြစ်ခဲ့တာဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအနှူးနှစ်ယောက်လုံးကတကယ်ကိုအေးအေးလေးနဲ့တည်နေနေတော်ပြီးတော့မှထက်တယ်လို့ကျွန်တော်တို့ထင်မြင်ယူဆပါရယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါကြတော့ငယ်စဉ်လေးနှစ်ဦးလုံးကိုကြတော့ပရိသတ်တွေအားလုံးကချစ်ခင်ပြီးသားဖြစ်တဲ့အတွက်အဲသူတို့ရဲ့စိတ်ထဲမှာအဲချစ်ခင်တဲ့စိတ်လေးနဲ့အဲကြည့်ရှုပြီးတော့မှအဲတကယ့်ကိုပဲအဲချစ်ခင်ပြီးလို့ကျွန်တော်တို့ထင်မြင်စပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဲငယ်စဉ်လေးနဲ့အတူတူကျွန်တော် MC ဆူရိုကတွေ့ပြီးတော့မှချစ်ခင်ပါပေးကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါရခင်ဗျာအဲရှစ်ဆက်ပြီးတော့မှလည်းပရိသတ်တွေအတွက်အကောင်းဆုံးတင်ဆက်ပေးနိုင်မှုအတွက်ကျွန်တော်ကြိုးစားသွားပါအောင်ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဲကျွန်တော်တို့ချစ်ခင်ရတဲ့ငယ်စဉ်ဇနီးမောင်နှံအနေနဲ့အဲ ဒီနေ့ဒီချိန်မှာစတင်ပြီးတော့မှစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှဘဝတစ်လျှောက်လုံးမှာအောင်မြင်မှုတွေပျော်ရွှင်မှုတွေကိုအများကြီးပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။